မန်ချက်တာယူနိုက်တက်ရဲ့ချန်လမန်အလုပ်ကိုငင်းဆန်လိုက်တဲ့ဇီဒန်ပရိသတ်များအောင်မဲမိန်လာများမန်ချက်တာဖော်ဆောင်ကနေပြန်လည်ကြိုလိုက်ပါရင်အသင်းသင်းအောင်မြင်ဖို့အတွက်ဆိုရင်အသင်းပိုင်ရှင်နီးပြတဲ့ကစားမတော်၃ဦးဖလှယ်အချိုးကျနေဖို့လိုအပ်ပါရင်အသင်းအောင်မြင်မှုဟာမန်နေဂျာအပေါ်တိုင်းအမှုတည်နေပြီးအသင်းတိုင်းကလည်းထိတ်တန်းမန်နေဂျာတယောက်ကိုအသင်းကိုခေါ်ယူနိုင်ဖို့ကြိုးစားနေပါရင်မန်ချက်တာယူနိုက်တက်ဟာနီးပြကြီးစားနဲ့ဖာဂူဆန်ထွက်ခွာသွားပြီးကလေးကနီးပြမမြဲပဲတယောက်ပြီးတယောက်ပြောင်းလဲရင်လူမှန်တွေးဖို့ရှာဖွေနေရပါရင်ဒါပေမဲ့လည်းကံမကောင်းနိုင်သေးတဲ့ယူနိုက်တက်ဟာပြီးခဲ့တဲ့ရာသီမှာနီးပြ၃ယောက်နဲ့ဖျက်ဆီးလိုက်ရပါရင် မန်ချက်စတာယူနိုက်တက်ကနီးပြအရီတန်ကိုစာချုပ်တက်တန်တိုးလိုက်ပြီးကမှရလက်တွေစိုးရလာတဲ့အတွက်တန်ဟက်ကိုဖျောက်ချလိုက်ရပါတယ်။အဲဒီနောက်ရူဘန်နက်စတရိုင်းကိုယာယီနီးပြအဖြစ်ခန့်ခဲ့ပြီးပွဲစဉ်တချို့ကိုဖျက်တမ်းလိုက်ပါသေးတယ်။ပြီးတော့မှလက်ရှိနီးပြရူဘင်အင်မိုနီရောက်လာပြီးယူနိုက်တက်ကလည်းဆရာများသားသိရင်အစိုးရအဆုံးရာသည်အဖြစ်စက်သိမ်းခဲ့ရပါတယ်။ဒါပေမဲ့ဒီဇာလန်မှာပရိသတ်တွေမတည်သေးတဲ့အပိုင်းတစ်ပိုင်းရှိနေပါသေးတယ်။နီးပြလောကရဲကကမ္ဘာအကောင်းဆုံးနေတဲ့ကတယောက်လို့သတ်မှတ်ခံထားရတဲ့ဇီနေဒီဇီဒန်ဟာယူနိုက်တက်ရဲ့ဦးစားပေးပထမပြည့်မှတ်အဖြစ်အချိန်ကြာကြီးရှိနေခဲ့ပါတယ်။ ယူနိုက်တက်ကဇီဒန်ကိုနီးပြစိတ်ကြိုက်လားစာပမာဏနဲ့ကမ်းလှမ်းဖို့ကြိုးစားခဲ့သေးပေမဲ့ဇီဒန်ကတော့လေဝင်းစင်အသင်းနီးပြဖြစ်လာခြင်းနဲ့အတွက်ယူနိုက်တက်ကိုငင်းဆန်ခဲ့တယ်လို့သိရပါတယ်။ပြင်သစ်လေဝင်းစင်အသင်းပေါ်ဟောင်းမာဆယ်ဒီဆာလီကဇီဒန်တရားမန်ချက်စတာယူနိုက်တက်နဲ့ချဲစီစီကနေကြိုက်တဲ့လောက်ကနန်းရေးနိုင်တဲ့ချက်လက်မဲ့အလုပ်ကိုလက်ခံရရှိခဲ့ကြောင်းသတိပေးလာခဲ့ပါတယ်။ဒါပေမဲ့လည်းဇီဒန်အတွက်မွေးချေးကအရင်မရှိပါဘူး။ဒါကြောင့်ဇီဒန်ကကမ်းလှမ်းခြင်းအားလုံးကိုငင်းဆန်ခဲ့ကြောင်းဒီဆာလီကပြောလာခဲ့တာပါ။ ဇီဒန်ရဲ့ဥတီချက်ကအများရန်ပြင်သစ်လည်ရေးစဉ်အသင်းဖြစ်ပါတယ်ဒီစာလီကဇီဒန်ဟာပြင်သစ်လူငယ်ခြေတက်လေးတွေကိုဥဆောင်ပြီးမျိုးဆက်သစ်လည်ရေးစဉ်အသင်းကိုကမ္ဘာထိပ်တန်းနေရာရောက်ရှိအောင်ဥဆောင်ပေးနိုင်မယ်သူလို့လည်းအချီးကျူးပြောလိုက်ပါသေးတယ်ဒီစာကြီးကအော့စပန်ဒီယာမီဒီယာနဲ့အင်တာဗျူးမှာတချိန်တုန်းကဆိုရင်ဇီဒန်ကမန်ချက်စတာယူနိုက်တက်နဲ့ချဲစီကနေချက်လက်မဲ့အလို့ရရှိခဲ့ပေမဲ့ငင်းဆန်လိုက်တယ်ဗျာသူကပတ်စံရဖို့လီးပြလုပ်နေတာမဟုတ်ဘူးသူကခီးထွက်ရတာကြိုက်ပြီးပြင်သစ်လည်ရေးစဉ်အသင်းကိုအများရန်စောင့်ကြည့်နေပါတယ်ဒီရတန်းချက်စာပြီးပြောင်းရှိမယ်ဆိုရင်ဇီဒန်ကအစင်သစ်ဖြစ်နေမှာပါလို့ပြောခဲ့ပါတယ် ပြည်ထောင်ကမ္ဘာပလာရရှိဖို့အတွက်ရေပန်းစားနေတဲ့အသင်းတွေကတသိန်းဖြစ်ပါရင်ဒါပေမဲ့ရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေပြည်ထောင်အတွက်အဆုံးသတ်တော့မဟုတ်သေးပါဘူးပြည်ထောင်အသင်းဟာမျိုးဆက်ပြတ်သွားတယ်လို့မရှိဘဲဇီလန်ကသူ့ရဲ့ကိုပိုင်အသင်းကိုဘယ်လိုပြန်လဲတီးဆောက်ရမလဲဆိုတာကောင်းကောင်းသိလိမ့်မယ်လို့ဒီဇာလီကယုံကြည်နေပါတယ် တန်းချက်က2026ကွာပလာမင်းပြင်သစ်နီးပြရာလူကနေအနာယူတော်မှာဖြစ်ပါတယ်ဒီတော့ဒီနေရာကလွတ်သွားမယ်ဆိုရင်ဇီဒန်ကရယူလိုက်တာမျိုးဖြစ်နိုင်ပါတယ်ဇီဒန်က2027မှာရီယန်နီးပြနေရာကနေအနာယူပြီးခရေကနီးပြလောကရဲကိုပြန်မလာတော့တာမို့ပရိသတ်တွေကအရေးချင်းရှိတဲ့နီးပြတယောက်ကိုနီးစနစ်အေရီယာအတွင်းမှာပြန်ပြီးတော့မြင်နေချင်ကြပါတယ် ဇီဒန်ဟာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ချိတ်ဆက်မှုတွေရှိနေခဲ့တာကြာနေခဲ့ပါပြီ။ဇီဒန်ဟာပြီးခဲ့တဲ့နှစ်အတွင်းကအယ်ရစ်တန်ရဲ့နေရာကိုဝင်ရောက်ဖို့အတွက်လည်းအများကြီးခံမှန်းရေးသားခံခဲ့ရပါတယ်။ဒါပေမဲ့လည်းဇီဒန်ကတော့ကလပ်အသင်းဘက်ကိုပြန်လာဖို့စိတ်ဝင်စားပဲနိုင်ငံအသင်းဘက်ကိုပဲအာရုံစိုက်နေတာကြောင့် Old Trafford အပြောင်းအရွှေ့ကတကယ်ဖြစ်မလာခဲ့ပါဘူး။လက်ရှိမှာ Emery ရဲ့ United ဟာလမ်းစုံတစ်ခုကိုရောက်ရှိနေခဲ့ပါပြီ။အသင်းဘက်ကနေရာဒီမှာ Emery လိုအပ်တဲ့လူအင်အားကိုတစ်စိမ်းပိုင်းဖြည့်ပေးနိုင်မယ်ဆိုရင် Emery ကလည်း ရားလက်တစုံတွေကတော့ချပြရမှာဖြစ်ပြီးဒီလိုမလုံနိုင်ဘူးဆိုရင်တော့မန်ချက်စတာကိုလက်ပြနှုတ်ဆက်လိုက်ရနိုင်ပါတယ်ဒီလိုဂျွန်လာကင်း United ပြိတ္တအများစုကဇီဒန်ကို United နေပြဖြစ်လာစေခြင်းကြပါမယ်လောလောဆယ်တော့ဇီဒန်ကိုရဖို့မလဲကူသေးပါဘူးစီဒန်ဟာမန်ချက်စတာယူနိုက်တက်ကိုညင်းဆန်ခဲ့ုံတင်မကပါဘူး။ဆော်ရီပရိုလီရဲ့တရားဒီကိုယူအတန်းတရားလာစားတဲ့ကမ်းလှမ်းချက်ကိုလည်းညင်းဆန်ခဲ့သေးပြီးနှလုံးသားထဲမှာပြင်းထန်ပဲရှိကြောင်းပြောဆိုခဲ့ပါတယ်။ဒီတော့စီဒန်ဟာပြင်းထန်လေဝေးစဉ်နီးပြမဖြစ်မချင်းနောက်ထပ်နီးပြနေရာကိုလက်ခံမှာမဟုတ်တာတေချာသလောက်ရှိနေခဲ့ပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကောက်လောက်ပါမယ်နောက်နေ့မှာလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Matchstar Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ